မကင်းစင်းပေါ့နော်ခင်းစင်းရဲ့ပြီးတော့ဟိုအမရဲ့အမတယောက်ရှိပါသေးတယ်မတူရီတင်ဆိုတာပေါ့နော်ကျွန်တော်နဲ့ကတော့အခင်ခဲ့တာခင်နေတာအရင်လိုကြာခဲ့ပါပြီဟိုတနေ့ကပဲအဲဆေးရုံမှာတော့ကြည့်ပြေးရပေါ့နော်ဆိုတော့အဲတုန်းကတော့အဲစကားတွေပါတယ်ကြာနေပါပြောနေပြီးရပေါ့အခုတော့တတိယဆုံးသွားတယ်လို့ကျွန်တော်သိရတယ်ပေါ့နော်ဒါ movie တစ်ခုကြည့်နေရင်လည်းဆုံးသွားတယ်ဆိုပြီးတော့မှသိရတဲ့အတွက်အဲစိတ်မကောင်းပါဘူးပေါ့လေဟုတ်ကဲ့ပါ အားခံစားနေကြရတယ်ကျွန်တော်လည်းမြင်နေရတယ်ဆိုစိတ်မကောင်းပါဘူးကျွန်တော်လည်းမိသားစုနဲ့ထပ်လို့ဟိုပြန်ခံစားရပါတော့ဆီသောငါဘာသောတိလာတော်ရဲ့တော်အသက်တပံသမ္မာရေသောထိပ်ပါရင်အချိန်တိုင်းပါ မက်ခနီဇင်ပေါ့နော်ခနီဇင်ရဲ့ပြီးတော့ဟိုအမရဲ့အမတယောက်ရှိပါသေးတယ်မက်တီရီတင်ဆိုတာပေါ့နော်ကျွန်တော်နဲ့ကတော့အခင်ခဲ့တာခင်နေတာအရင်လိုကြာခဲ့ပါပြီအာကျွန်တော်ဟိုဟိုတနေ့ကပဲအာဆေးရုံမှာတော့ကြည့်ပြရပေါ့နော်ဆိုတော့အဲ့တုန်းကတော့အာစကားတွေပါတယ်ညာနေပါပြောနေပြီးရပေါ့အခုတော့တကယ်ဆုံးသွားတယ်လို့ကျွန်တော်သိရတယ်ပေါ့နော်ဒါ movie တစ်ခုကြည့်နေရင်လည်းဆုံးသွားတယ်ဆိုပြီးတော့မှသိရတဲ့အတွက် 生命高毛的，您考虑吧。那是 Facebook 咯，啊，对嘞，啊，你你不要嘛，你念多话了，不咯，呃，不要讲你干嘛吧，好。 ်ကျွန်တော်ကိုခံစားမိကြရတယ်သူတို့ဟိုတကယ်လို့ပေါ့နော်ကိုယ့်ရဲ့ဒါမွေးမွေးမဟုတ်ဘဲနဲ့လေဒါကျွေးမိဖြစ်တာပေါ့နော်ဆိုတော့အကုန်လုံးရှင်ကျွေးမတဲ့ခံစားမိကြရတာဖြစ်ပါတယ်ဘယ်လိုဖြစ်ကောင်းပါအောင်ကြည့်ရတာဟုတ်ဟုတ်အလူဘဝမမြဲဘူးဆိုတာရယ်ဒါအကုန်လုံးသွားရမယ်လမ်းဖြစ်တယ်ပေါ့နော်ဆိုတော့အခုလိုမျိုးလေးတလူဘဝမှာအသက်ရှင်နေတော့မှတောင်းကြောင်းနဲ့တမိတာထားပြီးတော့မှာပေါ့နော်ရှိနေတဲ့အချိန်လေးတွေကို ဒါဖြတ်တန်းစိတ်ချင်တာပေါ့လေအဲ့ပုံစံမျိုးပေါ့ဟုတ်ကျွန်တော်လည်းစူးစမ်းပါတယ်ကျွန်တော်လည်းလူတွေပေါ်မှာနေပြီးတော့ပြိဿံတွေပေါ်မှာအကုန်လုံးပေါ်မှာပေါ့နော်ဒါဘဝမှာလူဖြစ်တဲ့အချိန်မှာလူပိသားအောင်လို့ဒါအနေနဲ့စူးစမ်းလေးရှိပါအားလုံးပေါ်မှာဟုတ်အားခံစားနေကြရတယ်ကျွန်တော်လည်းမြင်နေရတယ်ဆိုစိတ်မကောင်းပါဘူးကျွန်တော်လည်းပိသားစုနဲ့ထပ်လို့ဟိုပါပြန်ခံစားရပါဟုတ်ဒါအမပေါ့လေဒါကျွန်တော်တို့လည်းရှိတယ်ပေါ့နော်ကျတော့တခုဆိုလို့ရှိရင်လည်းဒါကျွန်တော်မြေရဲ့နောက်ကနေပြီးတော့မှရှိနေမှာပါဒီလမ်းလည်း အားလုံးသွားရမယ်လမ်းပေါ်လေတရေကြလို့ရှိရင်ဆိုတော့ဒါတအားကြီးလဲဒီဒီရင်ပဲအတခံစားနေရတယ်ပါလေလွတ်ပါနေတော့လို့ဒီပြီးတော့ဒါအွားတော့လဲဒါတကယ်တမ်းဒါငြိမ်းချမ်းသွားတယ်လို့ခေါ်တာပေါ့နော်ဆိုတော့အဲ့လိုမျိုးတောင်းကြည့်ပါလေတောင်းကြည့်ပါဟုတ်အဲ့ဒါကိုလည်းပြောပြချင်တာပါ။အဲ့ဒါကိုလည်းပြောပြချင်တာပါ။